ားလုံးမင်္ဂလာပါ။မင်္ဂလာ Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့မင်္ဂလာ Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လုပ်ရအားပေးကြဖို့မေတ္တာရပ်ခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်စင်စက်ဖြစ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစနိုင်ကြအောင်ဗျ။မဘာဘာအများကြီးတောင်းဆိုမှုကြောင့်မင်းအောင်နိုင်က ဘုံကြီးကျောင်းများအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်ဖြင့်ပြန်လည်စီးနှင်ခွင့်ပြုလိုက်ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီကဘုံကြီးကျောင်းများနဲ့တန်ခါတော်များအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်ဖြင့်ပြန်လည်စီးနှင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းရန်ကုန်နဲ့မန္တလေးတိုင်းရှိတိုက်အုပ်စရာတော်တို့ကပြောပါတယ်။ဂျုံနာတရနေမှာစတင်၍အကြံဖက်စစ်ကောင်စီကဒဏ္ဍာရီလုံးတွင် လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနဲ့စာတင်တိုက်များမှာ သာသနာအမိတထားသောလိုင်စင်မဲ့ကားများကိုအရှိန်အဟုန်ဖြင့်ဖမ်းဆီးခဲ့ကြောင်းတို့ရတွင်အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့မှဘုံကြီးများကစုကောင်းဆောင်မေအောင်လိုင်တန်းတို့အတနာခန့်စာပြင်ပြကြရာတက်ဆိုင်ရာမြို့နယ်တန်ခါနာရကအဖွဲ့များ၏ထောက်ခံချက်ဖြင့်လိုင်စင်မဲ့ကားများကိုပြန်လည်စီးနှခွင့်ပြုလိုက်ကြောင်းသိရပါသည်။သာသနာမှတ်တစိမ့်မှာမြို့နယ်တန်ခါနာရကအဖွဲ့ထောက်ခံချက်ပါရမယ်။ကျောင်းတိုက်နဲ့စာတင်တိုက်တွေမှာတကယ့်တန်ခါတော်တွေစီးနှင်းနေတာဖြစ်ရမယ်။သာသနာကိစ္စတွေအတွက်အသုံးပြုတာမျိုးဆိုရင်မဖားတော့ဘူး။မြို့နယ်တန်ခါနာရကအဖွဲ့တွေကလည်း ကျောင်းတိုက်တွေနဲ့စာသင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလို့လို့ရတယ်ဆိုပြီးမြို့နယ်တန်ကအနာရကအဖွဲ့ကတရားဝင်ကြေညာနေပါပြီဟုမန္လီတိုင်းမရီယာမြို့နယ်မှာတိုက်ုပ်ကျောင်းထိုင်ဆရာတော်တစ်ပါးကမိန်ကြားပါတယ်မြို့နယ်တန်ကအနာရကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေသောကားများကိုထောက်ခံချက်ထုတ်ပေးရရင်တရားစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နေပြည်တော်တပ်နယ်မှူးများထံသို့ထောက်ခံချက်ထုတ်ပေးထားသည့်သာသနာကားစီရင်ပေးမှုထားရကြောင်းသိရှိရပါတယ်သာသနာကားပေမဲ့မြို့နယ်တန်ခါနာရကအဖွဲ့ထောက်ခံချက်လဲပါမယ်ယင်းတဲ့ နယ်မြေခံတပ်နဲ့ရဲစီမှလည်းစည်ရင်ရှိတာမျိုးဖြစ်မှမဖမ်းပါပါ။နယ်ကျော်တော့လောလောဆယ်မသွားပါနဲ့ဦး။စီမံချက်ပြီးရင်တော့နယ်ကျော်လည်းကြွလို့ရတယ်လို့ပြောတယ်။အခုကဝါရွန်းကာလာကြီးကလည်းလာတော့မှဖြစ်လို့နယ်ကျော်တော့ကြွလို့လည်းမသင့်ဘူး။မရီယာမြုံနယ်မှာတိုက်ဥကျောင်းတိုင်ဆရာတော်ကမိန်ဆိုပါတယ်။ထို့ပြင်မဘာသားနဲ့အမျိုးသားရဲ့အဆုံရောက်ဖုန်ကြီးများကလည်း၎င်းတို့စီးနေနေတော့လိုင်စင်မဲ့ကားများစီးနေလင်ဖမ်းဆီးမှုမရှိစေရဲ့အတွက်သက်ဆိုင်ရာတက်နယ်မှုများထောက်ခံချက်လက်မှတ်များရယူထားကြကြောင်းသိရှိရပါတယ်။မူဆက်တရ9မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့က ဇူလိုင်လ၁ရက်နေ့မှစတင်၍ခုံကောက်ခါမည်ဖြစ်ပြီးကုမ္ပဏီများနဲ့ကုန်တင်ရှင်များတရားဝင်မှတ်ပုံတင်အခွင့်ဆောင်ရအသိပေးတင်ညာထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်၁၅မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘက်ကတရားဝင်ခုံကောက်ခါမည်ဟုအသိပေးတင်ညာထားကြောင်းမူဆယ်ခြေဆိုင်နယ်စပ်ကုန်တယ်တချို့ကပြောကြားပါတယ်။လာမည့်ဇူလိုင်လ၁ရက်နေ့မှစတင်၍မူဆယ်၁၅မိုင်ကျင်းစန်းကျော်ဂိတ်တွင်မဟာမိတ်ညီနောင်တုံးဘက်၏အောက်ခွန်ဌာနကကုန်တယ်မှုအသွင်းထုတ်ဒူတီဆောင်နှုန်းများကိုစီမံခန့်ခွဲမည်ဖြစ်ပြီး ကျင်းနာကုံစီပို့ဆောင်ရေးဌာနကအဆိုပါလုံခြုံရေးများကိုစီမံခန့်ခွဲမည်ဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်များပုံမှုဖွင့်လှစ်လာသည့်နေ့အများကုန်ကားများအဝင်ထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရင်ဖတ်ပုံတင်ခြင်းစနစ်များကိုအဆင့်မြင့်တင်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်နယ်စပ်ကုန်သည်များဒူတီဆောင်ကုမ္ပဏီများကုန်ကားဂိတ်များအခွန်ဆောင်မှုများလုံဆောင်နိုင်ရန်အတွက်ဇူလိုင်လ၁ရက်နေ့မှတိုင်မီမဟာမိတ်ညီနောင်၃ဖွဲ့အောက်ကွန်ဌာနလက်အောက်ခံ ကျင်းတာကုန်စီပို့ဆောင်ရေးဌာနတွင်ကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ယင်မှတ်ပုံတင်ခြင်းများကို PC အောင်လုပ်ဆောင်ရလိုအပ်ကြောင်းကိုရိုင်းတိုတင်အခွန်အကောင့်ဖွင့်ခြင်းယင်အဝင်ထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဖွဲ့ကောက်ခွန်ဌာနကလုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါသည်။ဇူလိုင်လ၁ရက်နေ့နေဆက်ကုံသွေးမစတင်မီမှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ရံတင်ပြရန်လိုအပ်ကြောင်း လုံငါများခွန်ဆောင်သည့်အချိန်နှောင့်နှေးတန့်ကြာမှုဖြစ်စေရန်ဆာရွက်စာရန်ထောက်ထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပန်းညီတော်မဟာမိတ်သုံးဘက်ကမူဆယ်တရာ9မိုင်ချင်းစန်းကြော်ဂိတ်တွင်တရားဝင်ကြေညာထားပါသည်။စာသွာလာရတော့တရုတ်နယ်စကားစာဘက်ကချင်းစန်းကြော်ဂိတ်ကိုညီတော်သုံးဘက်ကိုပြေးလိုက်တဲ့သဘောလို့ယူဆရတယ်။စကားစာဂိတ်တွေလည်းရှိမဲ့သဘောပဲ။ကိုဂိတ်နဲ့ကိုအခွန်ကောက်ကြမယ်လို့ထင်ပါတယ်။မူဆယ်တရာ9မိုင်ကုံတွဲအုံကမြောက်ပိုင်းမဟာမိတ်ဘက်ကတင်ထားတာဟုမူဆယ်မြို့မှနေဆက်ကုံတွဲတူကပြောပါတယ်။အချမ်းမဲစစ်ကောင်စီကတရုတ်ဝင်ကျောင်းဝင်စစ်ဆက်မှုဖြင့် လာရှိုးမြို့ကိုပြန်လည်ရရှိပြီးနောက်တရုတ်မြန်မာနယ်စပ်ကုံတွယ်ရေးပြန်လည်စတင်ရန်ကြိုးပမ်းလာရာယခုနောက်ဆုံးတွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကမူဆဲ၁၅မိုင်တွင်တရုတ်ဝန်ခုကောက်ခံမည်ဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါသည်၂၀၂၃ခုနှစ်ဒီဇင်ဘာလ၁၈ရက်နေ့တွင်မူဆဲ၁၅မိုင်ကုံတွယ်ဇုံကိုမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်၏လက်အောက်သို့အပြည့်ဝမဟုတ်သည့်တိုင်အတိုင်းတာတစ်ခုထိသို့ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းညီနောင်မဟာမိတ်၃ဘက်ကတရုတ်ဝန်ကြေညာခဲ့ပါသည် ရင်ဂျာများနေရပြန်နိုင်ရေရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုထိန်းချုပ်ထားသည့် AA ပါဝင်ရန်အရေးကြီးသည်ဟုအမေရိကန်ကကုလသမဂ္ဂတွင် ထုတ်ပြောလာပါသည်။ဘင်္ဂလားဒေ့ရှ်တွင်ရောက်ရှိနေသောရင်ဂျာဒုက္ခသည်များအလုံးနေရပြန်နိုင်ရေအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုထိန်းချုပ်ထားသည့် Arakata တော် AA ပါဝင်ပါဝင်တင်ပါဝင်ထိုက်သူအလုံးပါဝင်ဆွေးနွေးရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုကထုတ်ဖော်ပြောဆိုလိုက်ပါသည်။ဂျွန်လ၁၀ရက်နေ့ ဂရုသမဂအတွင်ရေးမှုချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ၏ရှင်းလင်းတင်ပြချက်ကိုကြားနာသည့်ဂရုသမဂထွေထွေညီလာခိုင်အလွတ်တဘောစီဝေးတွင် American Thurman Jonathan ကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ Ranger ဒုက္ခသည်များနေရပြန်နိုင်ရေးဆွေးနွေးပွဲများတွင်ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါးကိုထိန်းချုပ်ထားသည့်ရခိုင်တပ်မတော်ပါဝင်ပါဝင်ပတ်သက်သူများအားလုံးပါဝင်ကြရန်အရေးကြီးကြောင်း American ပြည်တော်စုအနေဖြင့်မြန်မာစစ်တပ်ဖိနှက်ချုပ်ချယ်မှုနဲ့အကြမ်းဖက်မှုများကိုခံစားနေကြရသည့် Ranger ဒုက္ခသည်များနဲ့အတူယက်တီလက်ရှိတောင်း၎င်းကပြောပါရယ်။ ်ရခိုင်ပြည်နယ်တွင်အတင်းအဓမ္မပြောင်းရွှေ့စေမှုများရက်ဆက်ကြမ်းကြုတ်မှုများအစဉ်ခံစားများနဲ့ပတ်သက်၍အလွန်ဆိုးရိမ်ပူပါမှုကြောင့်မြန်မာစစ်တပ် AA အပါဝင်သက်ဆိုင်သူအလုံးကိုအယက်သားများကိုကာကွယ်ရန်နဲ့လူအသက်များကိုတာမိုးထားရန်အမေရိကန်ကတိုက်တွန်းလိုက်ပါတယ်။ Ranger Report ရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်ခဲ့သောမြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုလွတ်မြောက်နေစေဖြစ်ပြီးစစ်တပ်က Ranger များကိုဆက်လက်ဖိနှိပ်နေကြောင်းပြည်သူများကိုဗုံးကျဲခြင်း ကြောင်းများနဲ့ဝက်ပြူရအိမ်များကိုဘုံကျဲခြင်းရင်ဂျာများကိုစစ်ထဲသို့အတင်းကျပ်တုံတုံတိုက်ခိုက်စစ်မှုထမ်းခိုင်းနေကြောင်းအမေရိကန်ကထောက်ပြလာပါတယ်။ရခိုင်ပြည်နယ်တွင်အင်တာနက်နဲ့အခြားသောဆက်သွယ်လမ်းကြောင်းများပိတ်ထားခြင်းကြောင့်ဒေသတွင်းလူမှုအတိုင်းဝန်းများကိုဆက်လက်ထိခိုက်စေပြီးမြန်မာစစ်တပ်ရက်စက်ရုံမှမှုများကိုဖုံးကွယ်နေကြောင်းတယ်လီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးအားလုံးကိုပြန်လည်ဖွင့်ပေးရန်မြန်မာစစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်လက်ပြောဆိုပါရယ်စစ်တပ်ကအလုံးလိုအပ်နေတဲ့အရေးပေါ်ကူညီတွေပေးဖို့မှုကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်လူသားချင်းစာနာမှုလိုအပ်ချက်တွေမြင့်တက်လာပါရယ် ရင်ဂျာတွေညင်းချမ်းစွာနေရပြန်နိုင်ဖို့ရေရှည်တည်တတ်တဲ့ဖြည့်ရှင်းချက်တွေလိုအပ်တယ်။မြန်မာတပ်ခံဖွဲ့တွေနဲ့ရင်ဂျာတိုက်ဝမ်ရဲ့အတိတ်ပဲရှိတဲ့ပူးပေါင်းပါဝင်မှုကဒီအဆုံးသတ်ဖြည့်ရှင်းချက်ရရှိဖို့မဖြစ်မနေလိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့ရင်ဂျာတွေမြန်မာနိုင်ငံကနေနေရစွန့်ခွာသူတွေအနေနဲ့တတိယနိုင်ငံတွေမှာပြန်လည်အခြေချနေထိုင်သူတွေပါဝင်ဖြစ်နိုင်သမျှကျေပြန့်တဲ့ရင်ဂျာတပ်တွေကိုကျွန်တော်တို့နောက်ထောင်ရပါမယ်ဟုအမေရိကန်တန်တမန်ဂျိုနသန်ကပြောပါတယ်။အမေရိကန်ပြည်ထောင်စုအနေဖြင့်လူအသက်ကိုတန်ဖိုးထားလေးစားရေး ပဋိပက္ခများအဆုံးသတ်ရေးရင်းချမ်းရေးပြန်လည်ထူထောင်ရေးတို့အတွက်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းကျွန်တော်ထံကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဗလဲမြုံနယ်ကန့်နောက်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီးစခန်းပိတ်ဆို့ထားနိုင်ပြီလို့ PLA ကပြောပါတယ်။စကိုင်းတိုင်းဗလဲမြုံနယ်ကစစ်ကောင်စီတပ်ခိုင်မာတဆွဲထားတဲ့ကန့်တောင်ကြီးရွာကရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝန်ဝန်ပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ ကနော့စကဟာပလဲမြုပ်ကနေမကွေးတိုင်းကံကောမြုပ်ကိုသွားတဲ့လမ်းပေါ်မှာတည်ရှိပြီးပလဲမြုပ်နဲ့စလီမိုင်ဟွာဝေးပါတယ်အဲ့ဒီကျေးရွာကနေမြေရဲစကန်ကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုလုပ်ထားတဲ့စကန်ဖြစ်ကအင်အားတရာခန့်ရှိတယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲ့ဒီစကန်ကို PLA ဥဆောင်ပြီးအခြားဒေါ်လာရဲ့တပ်ဖွဲ့တွေနဲ့ပြေးခဲ့တဲ့ဂျုံလာနှစ်ရက်ကလေးကစီးနင်းတက်ခိုက်နေတာလို့ပြောပါတယ်။အခုတော့အဲ့ဒီစကန်ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးရဲစကန်ဆိုပေမဲ့သူတို့ကအင်အားတွေထပ်ဖြစ်နေတာရော။ ကရုတ်ချင်းတွေကအစတပ်ပုံစံနဲ့ခိုင်မာလုပ်ထားတဲ့စခန်းဖြစ်နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲဒီစခန်းကိုစစ်ကောင်စီကအင်မတီတေးရွာကတဆင့်အင်အားတွေဖြစ်တင်းပေးပို့နေတယ်လို့လည်း PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လင်းနဲ့အင်မတီကိုလာချတယ်။အင်မတီကလည်းစစ်ကြောင်းထိုးပြီးအင်အားတိုးနေတာလို့၎င်းကဆက်ပြောပါတယ်။မနေ့ကဂျွန်လာ၁၀ရက်နေ့ကလည်း PLA ပူးပေါင်းတပ်တွေကကန်တောင်စခန်းကိုထိုးသစင်တိုက်ခိုက်နေချိန်မှာလေကြောင်းတိုက်ခိုက်ဖို့လာတဲ့စစ်ကောင်စီတပ်ရဲ့ Jet Fighter ကို PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တယ်လို့ PLA ကပြောပါတယ်။ပြီးခဲ့တဲ့2023ဇန်နဝါရီလကလည်းကန်တောင်ရွာရဲစခန်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပြီးမြဲအပြည့်အစုံမသိမ်းပိုင်နိုင်ခဲ့ပါဘူး။အဲဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့်ကန်တောင်ရွာပါဝင်အနည်းအနာကဂျေးရွာတွေကဘီသူတွေဟာဘေးလွတ်ရာကိုတင်းရှောင်နေကြရပါတယ်။ လက်ရှိမှာလည်းကန်းနောက်ရွာအတွင်းမှာဒေသခံပြည်သူတွေမရှိတော့ဘူးလို့သိရပါဗျ။စကောင်းစီဟာကန်းနောက်ရွာတိုက်ပွဲအတွင်းကိုဘုံအလုံးရေရာကနာကျဲချတိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ပြောဆိုခွင့်ရှိသူကပြောပါဗျ။မနေ့က Jet Fighter ပြစ်ချက်ခံရပြီးမှလည်းကန်းနောက်ရွာနဲ့ Black Mountain တနေရာကိုဘုံကျဲတိုက်ခိုက်သေးတယ်လို့သိရပါဗျ။